အေရဝတီတိုင်းဒေသကြီးကြံငဲနဲ့မြန်အောင်မြို့နယ်တွေကလယ်သမားတွေမှာလယ်တွေကို ပြန်ဆိုက်ဖို့အတွက်မျိုးစဘာတွေလိုအပ်နေပါတယ်ဒီသတင်းကိုတော့ဥကိုကိုကြီးကပေးပို့ထားတာဖြစ်ပါတယ်ကြံငဲမြို့နယ်တွေကလယ်တွေဟာဒီလအစောပိုင်းကမုံတိုင်းကြောင်ရေကြီးလွှမ်းမိုးခံရလို့ပြန်ဆိုက်ဖို့မျိုးစဘာတွေလိုအပ်နေတာဖြစ်ပါတယ်လယ်ဆိုင်ချိန်ဟာအချိန်အနည်းငယ်သာကျန်တော့တာကြောင့်လယ်သမားတွေအနေနဲ့ စဘာမျိုးစေ့တဲ့ပြိုးပင်တွေရမှသာအဆင်ပြေမယ်လို့လယ်သမားတွေကထောက်ပြနေကြပါတယ်။အကျွန်တော်တို့ဒီမှာတော့ဗျာနှစ်နှစ်ဆင်းနေတဲ့ဆိုင်တော့ဒီနှစ်ကတော့အဆိုးဆုံးပေါ့။ရေကြီးနှမျိုးစင်ကမြို့ပေါ်ရက်ွက်တချို့နဲ့ခြေရွာတွေကိုရေဘေးကူညီကြဆဲတွေပြုလုပ်ခဲ့ပြီးအခုလက်ရှိကြုံတွေ့နေရတဲ့လယ်သမားတွေရဲ့လိုအပ်ချက်တွေကိုလည်းကြံငင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့စဘာမျိုးပင်တွေကူညီပေးနေပါတယ်။အမျိုးနယ်လုံး တကယ်တမ်းလိုအပ်နေတဲ့ပြိုးအရေးအတွက်ဟာ9000လောက်လိုအပ်တယ်လိုအပ်တာလည်းအချိန်နဲ့တပြေးညီရမှတာလျင်စိုက်ပျိုးလိုအောင်မြင်နိုင်မှာဖြစ်တဲ့အတွက်အခုရဲ့အတော့အတွက်မှာကျွန်တော်တို့အတွက်လှူခြင်းကလှူတမ်းမယ်လို့ပြောထားတာကတန်ခင်းဧက90ခုသူကနှုတ်ပြီးလှူပေးမယ်လှူပေးမယ်ဥစ္စာလက်ရှိအနေထားအရလက်ရှိကျွန်တော်တို့တန်ခင်းမြို့နယ်အတွက်ပြိုး1000 ြံကမျိုးနယ်ထဲမှာမုံတိုင်းတန်နဲ့ AOE မြေကြီးမှုကြောင့်လူနှဦးသေဆုံးခဲ့ပြီးနေအိမ်900ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ကြေးရွာချင်းဆက်တရား၄င်းပျက်စီးခဲ့ပြီးစပါးနှံမြေထဲနဲ့ချင်းမောင်ကျော်ဆိုက်ရေက3000ကျော်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ရအောင်မျိုးနယ်ကလည်းတွေကိုလည်းပြီးခဲ့တဲ့မုံတိုင်းကြောင့်ယူလက်မှုခံခဲ့ရပြီးပြန်ပေါ်လာတဲ့လေတွေကိုပြန်ဆိုင်ဖို့မျိုးစဘာတွေကိုအစိုးရနဲ့ကုညီသူတွေက ထောက်ပံ့ပေးနေပေမဲ့ လိုအပ်နေဆက်ဖြစ်တယ်လို့ဒေသမားတွေကပြောပါတယ်ကျွန်တော်တို့လက်ကြားတော့ဒီနေ့အတိုင်းပါပဲကျွန်တော်ရေကြီးပြီးတော့လမ်းပြချောင်းပဲပဲဟောက်ထားလိုက်တဲ့ရေတွေကြောင့်ကျွန်တော်တို့ဒီလေတွေဟာအရင်ကကြီးနေအကုန်လုံးပြတ်ပြီးပြောပါတယ်မျိုးစဘာဈေးဟာအရင်ကတရင်ကိုကျပ်9000နှုန်းသာရှိခဲ့ပေမဲ့လက်ရှိမှာတော့တရင်ကိုကျပ်8000လုံးပေါက်ဈေးရှိနေပါတယ်ဒါအပြင်လေသမားတွေလိုအပ်တဲ့မျိုးစွားတွေကိုလည်းလူတလောက်ဝယ်လို့မရဖြစ်နေပါဗျ ်စီကြီးနေမျိုးမှုကြောင့်မြောင်မြို့နယ်တွေကလေအကား3000ကျော်လောက်လုံးဝပျက်စီးခဲ့ရပါတယ်ဒီလိုပျက်စီးတဲ့လေတွေတဲကဧက1000ကျော်လောက်သာပြန်လည်ဆိုင်နိုင်တယ်လို့ဒီကနေ့မြေစင်းရုံးကကောက်ယူရရှိထားတဲ့စီးရင်တွေမှာဖော်ပြထားပါတယ်ဒီလိုပျက်စီးမှုတွေကြောင့်လာမယ့်နှစ်မှာစံစဘာစားပါမှုစံစည်းကြီးမှုနဲ့ရင်ဆိုင်ရနိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်ကျွန်တော်ကိုကိုကြည်ပါခင်ဗျာ